ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ပူကောင်းပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပူကောင်းဘလော့အတင်နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာโอเคဒီနေ့မှာတော့ကျွန်တော်ကဘာပြပြပေးသွားမလဲဆိုတော့ကျွန်တော်တို့လေရင်လက်မှတ်တွေဝယ်တဲ့အခါမှာဗောနော်ကျွန်တော်တို့တုံးလို့ကောင်းတဲ့ application တွေတခုကို message ပေးချင်ပါတယ်ဗျာโอเคဒီ video လေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပြီးတော့မှပေးနာက notify bell ခလောင်းလေးကိုလည်းနှိပ်ထားပြီးပြပြစေဗျာโอเคအခုကျွန်တော်တို့ပြပြပေးမယ် အကားတော့ဗနော owe travel app ဖြစ်ပါတယ်ဒီကကိုဘလို့ဖွင့်မလဲဆိုတာကျွန်တော်နဲ့အတူတူတစ်ချက်လိုက်ကြည့်အောင်ဗျပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဒီ owe travel ဆိုတဲ့ app လေးရှိဖို့လိုတယ်ပေါ့နော်အဲ့ဒီ app လေးကို download ဆွဲလိုက်ပါဗျမရှိတဲ့သူတွေပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့နှိပ်လိုက်မယ်ပြီးဆိုတော့ကျွန်တော်တို့အနေနဲ့အခုတရားမှပြထားတဲ့နှိပ်စွာလေးကိုနှိပ်နှိပ်လို့ရတယ် ဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့ဒီမှာ SKIP Kisra လေးကိုလည်းနှိမ့်လို့ရပါတယ်ဗျအဲ့တော့ကျွန်တော်ကနှိမ့်စွာလေးကိုထပ်နှိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီကနှိမ့်စွာလေးကိုပဲထပ်နှိမ့်ပေးပါတော့โอเคထပ်နှိမ့်လိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာเนาะ get started ဆိုပြီးတော့မပြောင်းသွားရေပေါ့เนาะအားလေးကိုထပ်နှိမ့်ပါโอเคအဲ့မှာကျွန်တော်တို့ကဒီမှာပေါ့เนาะ ဒီမှာကပါရှိလဲဆိုတော့ညမာရှိမယ်ပေါ့နော်အခုဒီမှာကျွန်တော်တို့မှာညမာရှိမယ်အင်္ဂလိပ်ရှိမယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ညမာကိုရွေးလိုက်ပါ Okay ပြီးရင်ကျွန်တော်တို့အနေနဲ့အလောင်းဆိုတာလေးကိုနှိပ်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့အနေနဲ့ပေါ့နော် ဒီမာတယ်ဒီမာတယ်ဒီသ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 ာတယ်မလောက်ခင်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကဗါတယ်အရင်လောက်ရမလဲဆိုတော့ကျွန်တော်တို့ပေါ့နော်အခုဒီမှာလူပုံလေးတွေ့လာမသိဘူးဗျအခုကျွန်တော်ဝိုင်းပြထားတယ်လူပုံလေးကို အရင်ဝင်လိုက်ပါနော်လူပုံလေးကိုအရင်ဝင်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာ account create လောက်ရမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ account ကို credit လောက်မယ်ဘာနော် continue with email ဒါမှမဟုတ်ရင် continue with poll ဘာနော်ဒီနှစ်မျိုးနဲ့လုပ်ရမယ်ကျွန်တော်တို့အနေနဲ့ကြိုက်တဲ့ဟာနဲ့လုပ်လိုက်ပါကျွန်တော်ကတော့အာ email နဲ့ပဲလုပ်လိုက်မယ်ဘာနော် email နဲ့ပဲလုပ်လိုက်ပါမယ်ကျွန်တော်ရဲ့ email ထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ email ထည့်လိုက်မယ် ဒီမှာဘောနော်ကိုရဲ့ email ကိုထည့်လိုက်ပါဗျာကျွန်တော်ကတော့ကျွန်တော်ရဲ့ email ကိုထည့်လိုက်မယ် Okay အခုဘောနော်ဒီမှာကျွန်တော်ဝင်ပြထားတာတော့ကျွန်တော်ရဲ့ email ပဲဖြစ်ပါတယ် message တို့အနေနဲ့ဘောနော် message တို့ရဲ့ရှိတဲ့ email ကိုထည့်ရင်ရပါတယ်ဗျာကျွန်တော်တို့ရဲ့ OTP နံပါတ်ကြားလာလို့ရှင်တော့ကျွန်တော်တို့စနိုက်လိုက်ပါ Okay အဲ့မှာကျွန်တော်တို့ကဘောနော်ဒီမှာ password အသက်ထဲရမယ်ဗျဒီ password တွေကတော့မေးလို့မရတဲ့သဘောပေါ့နော်သူတို့မှာဒီမှာစကားဝတ်တွင်စာလုံးများနှစ်ပတ်များနဲ့သင်္ကေတများပါဝင်သင့်သည်အ ਨੇ ဆုံး၈လုံးရှိရမည်ဖြစ်ပြီးနေရာလုံးများမရှိရပါလို့ရေးထားတယ်ပေါ့နော်သူကဘယ်လိုလဲဆိုတော့စာလုံးတွေလည်းပါရမယ်နှစ်ပတ်တွေလည်းပါမယ်သင်္ကေတတွေလည်းပါရမယ်ပေါ့နော်အနည်းဆုံးသူက၈လုံးလို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်က password giải lại mẹ, nó, bà xua giải lại mẹ. โอเคအခုပေါ်တော့ဒါကျွန်တော် password ရိုက်ပြီးသားပြီပေါ့နော်ရိုက်ပြီးသားပြီဆိုတော့ကျွန်တော်ပေါ့နော်အော် second way အသက် ပြောင်းမည်ဆိုတာကို အခုဒီမှာ second way အသက်ပြောင်းမည်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိမ့်လိုက်ပါမယ်ဗျာသူကဒီမှာဗာပြောထားလဲဆိုတော့ဒီမှာ H250 Kasha was contained the last one လောရစ်တထဝမ်အပ်ထလတာဝမ်မီနီမန်တချက်တဲ့အန်ဝမ်စပက်ရှယ်လတာသူကအသေးစကလုံးနဲ့ကြီးပဲမရဘူးသူကအကြီးစလုံးတစ်လုံးပါရမယ်ပေါ့နော်အိုးနောက်တစ်ခါကျတော့တခြားကနန်းနပတ်တွေလည်းပါရမယ်လို့ရေးထားတယ်အဲ့တော့ကျွန်တော်နောက်တစ်ခါစူးစမ်းကြည့်မယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ကတရားကိုအကြီးပြောင်းလိုက်မယ်ပေါ့နော် တောင်းလဲအကြည့်ပြောင်းလိုက်မယ်ဘောနော်လောက်ကြည့်မယ်ဒုတိယတစ်ခါပြန်ပြီး try ကြည့်လိုက်မယ် Okay အဲ့တော့သူကတော့ဘောနော်မပြဘူး H250 ခါရှာလို့ရေးထားတယ်ပေါ့နော်အခုကျွန်တော်က 73လုံးတော့ရှိနေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့ပြောင်းကြည့်လိုက်မယ်ပေါ့နော်ဒီစကားမဟုတ်ဘဲနဲ့တခြားစကားဝတ်တည်ပြောင်းကြည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီ ရာဆက်ပြီးတော့စ조사ကြည့်မရဘူးပေါ့နော် okay ခုတော့ဘောနော်ဒီမှာစကားဖွဲ့ပြောင်းတာအောင်မြင်သွားပြီပေါ့နော် okay အဲ့မှာကျွန်တော်ကဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပြပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလားကို okay လောက်လိုက်မယ် second လောက်လိုက်မယ်ပေါ့နော်လောက်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကပေါ့နော် password လောက်ရမယ်ပေါ့နော် password ကို save လောက်လိုက်မယ်ပေါ့နော် password ကို save လုပ်လိုက်ပါမယ်။အဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အကောက်ကအဖွဲဝင်မှာဗောနော်ဒီမှာဒီမှာအဖွဲဝင်အကောက်ကအဆင်ပြေသွားပါပြီဗျာ။အဲ့တော့ကျွန်တော်တို့ booking စစေးတာတို့နောက်တစ်ခါ share တာတို့ဗောနော်ရပါပြီ။အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမျိုးဝယ်မလဲ။ဗောနော်ကျွန်တော်တို့ကဥပမာ ေါ့နော်ပြရမယ်ဆိုရင်ဒီမှာပေါ့နော်ဒီမှာအသွာအပြန်ခရီးရဲ့နောက်တစ်ခါကျတော့အော်ထွက်ခွာမီနေရဆိုင်ရောက်မီနေရထွက်ခွာမီရဲ့ဆိုင်ရောက်မီရဲ့မြန်မာနိုင်ငံသားခိုင်ဆောင်ထားပါသည်ဒီမှာပေါ့နော်သူကရှာမီโอเคအဲ့ဒါတွေအားလုံးမှာကျွန်တော်တို့ကဗာတရီထားမှာလေ ျွန်တော်တို့ရဲ့ခရီးလမ်းကအသွာလားအပြန်လားနောက်တစ်ခါကျတော့တကြောင်နေလားပေါ့နော်ဒါသတိထားမယ်အဲ့မှာကျွန်တော်တို့ကအသွာအပြန်ခရီးဆိုရင်တော့ဒီတာမှန်နေပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့တွေကတကြောင်နေပဲသွားမယ်ဆိုရင်ကျွန်တော်တွေကဒီမှာအသွာအပြန်လေးကိုနှိမ့်လိုက်ပါအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီအသွာအပြန်ခရီးမှာကျွန်တော်တို့ရဲ့ဒီမှာဒီအားလေးကိုနှိမ့်ရမယ်ပေါ့နော် အာလူနှဲရမယ်အဲ့ဒါကိုနှဲလိုက်တဲ့အခါမှာအသွာခရီးပေါ့နော်ပြီးလို့ရှိရင်ဒီမှာလူကြီးလူကြီးဆိုတာကဒီမှာပေါ့နော်ဒီမှာအသက်17နှစ်နဲ့အထက်ပေါ့နော်ကလေးကလေးဆိုတာတော့အသက်2နှစ်ကတည်း17နှစ်အတွင်းပေါ့နော်မွေးကင်းစားအခါကြာတော့အသက်2နှစ်အောက်ကလေးတွေကိုမွေးမွေးကင်းစားလို့ခေါ်တယ်ပေါ့နော် ိုကတယောက်ထဲသွားမှလားခလေးတွေနဲ့သွားမှလားပေါ့နော်ကိုကနှစ်ယောက်သွားမယ်ဆိုရင်လူကြီး17နှစ်နဲ့အထက်ကိုနှစ်ယောက်သွားမယ်ဆိုရင်ဒီကအပေါင်းလေးကိုနှိမ့်လိုက်ပေါ့နော်ကျွန်တော်နှိမ့်ပြပါမယ်အပေါင်းလေးကိုနှိမ့်လိုက်မယ်နှစ်ဖြစ်သွားပြီပေါ့နော်၃ယောက်ဆိုရင်၃လေးယောက်ဆိုရင်၄ပေါ့နော်ဒီလိုမျိုးလေးလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်ကအသွားခရီးစဉ်ကိုလုပ်ပြီးပြီဆိုရင်ကျွန်တော်ကဒီမှာ သတ်မှတ်မီဆိုတဲ့ဒီအပြာရောင်စားချောင်းလေးနဲ့ဟာကိုလှုပ်လိုက်မယ်နှိပ်လိုက်မယ်ပေါ့နော်သတ်မှတ်လိုက်မယ် okay ပြီးပြီဆိုရင်ကျွန်တော်တို့ကထွက်ခွာမယ့်နေရာကတော့ရပြီရန်ကုန် International Airport ဆိုင်ရောက်မည့်နေရာပေါ့နော်ဆိုင်ရောက်မည့်နေရာမှာကျွန်တော်တို့ကဘယ်လိုရေးမလဲဆိုတော့ဆိုင်ရောက်မည့်နေရာမှာကျွန်တော်တို့က ဒါဆိုထိုင်းနိုင်ငံက airport တွေပေါ့နော်ကျွန်တော်ကြတော့ဒီမှာပေါ့နော်ဒီကတာရှိလေ airport ရွေးလိုက်မယ်ပေါ့နော်တာရှိလေ airport ရွေးလိုက်ပါမယ်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကတာရှိလေ airport ရွေးမယ်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဆက်သွားမယ်ဆိုတာကိုနှိပ်ပါဗျဟုတ်ကဲ့ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်အော်ကျွန်တော်တို့ ရစ်တရွေးရတော့မယ့်နေရာရောက်ပါပြီရစ်တရွေးပါမယ်ဒီမှာပေါ့နော်တတိထားမှာကကျွန်တော်တို့တွေဘာတတိထားမလဲဆိုရင်နှစ်ရက်၃ရက်၄ရက်လေးရက်နေရက်လေးရက်၅ရက်၆ရက်ခုနှစ်ရက်တရက်2015ထဲမှာပေါ့နော်ဒီမတ်လတရက်နှစ်ရက်ကတည်းကခုနှစ်ရက်အတွင်းတပတ်ကမရှိဘူးအခု ခြေရက်ကတည်းနေပြီးတော့မှဘောနော်ဒါရှိတဲ့ဒါဆိုရင်ဘောနော်အခုဒီမှာကျွန်တော်အယောင်လေးနဲ့ပြပေးမယ်ဘောနော်ဒါဆိုလို့ရှိရင်ရှိတဲ့ခရီးစဉ်ဘောနော်ရှိတဲ့ခရီးစဉ်ဒီမှာဒီကောင်လေးတွေမှာတုတ်ချောင်းလေးတွေရှိထားတယ်ဆိုအဲ့ဒါမရှိတဲ့ခရီးစဉ်တွေပဲဖြစ်ပါတယ်ဘောနော်ဒါကိုကိုကတည်ထားဖို့လိုပါတယ်ဗျတည်ထားဖို့လည်းလိုတယ်ဘောနော် ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကအော်ဒါကိုရွေးလိုက်မယ်ပေါ့နော်ဒီနာကဥမရွေးပြမယ်ဆိုတော့ကျွန်တော်အလွယ်ကူပဲ19ရင်းနဲ့ရွေးလိုက်မယ်ပေါ့နော်19ရင်းနဲ့ကိုရွေးပြပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ထုံးစံတိုင်းမယ်ဆက်သွားမယ်ဆိုတော့ရွေးမယ်နိုင်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာရှာမီဆိုတာလေးကိုနှိပ်ရမယ်ဗျာ ရှာမီဆိုတာလေးကိုနှဲ့ရမယ်ပေါ့နော်โอเคရှာလိုက်မယ်ဒီမှာရှာနေပြီပေါ့နော်ကိုကရှာနေပါပြီโอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီမှာပေါ်လာပြီပေါ့နော်ဒီမှာအဲ့တန်လွယ် offline ဖြစ်နေတယ်အဲ့တန်လွယ်က ရန်ကုန်ကားတည်နေပြီးတော့မှပေါ့နော်ဒီမှာတာရှိလေးထီကို9သိန်း2000 9300လို့ပြောထားတယ်ဒါတက်တာဆုံးစေးနှုံးလို့လည်းပြောထားတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီဘက်မှာပေါ့နော်စစ်ထုတ်ရန်စွာလေးကိုနှိပ်မယ်ပေါ့နော်ဒီစစ်ထုတ်ရန်စွာလေးကို ကျွန်တော်တို့နှိပ်မယ်စထုံရင်စွာလေးကိုနှိမ့်လိုက်ပါ နေပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ကဒီမှာပေါ့နော်ကိုကဘယ်လိုမျိုးအမျိုးအစားမှထိုင်ကျင်တာလဲပေါ့နော်ဘယ်အမျိုးအစားဖြစ်ဖြစ်ရလာနောက်တစ်ခါကျတော့ economics ပေါ့နော်စီးပွားရေးနောက်တစ်ခါကျတော့ဈေးနှုန်းကျတော့ any price သူကဒီမှာ9သိန်း2000 9000တောင်းလဲရှိတယ်။ငါဘောနောပြီးလို့ရှိရင်ရက်မြေမှာအန်နီရတယ်ဘောနောနန်စတော့ဘောနော မှာအချိန်များဆိုလို့ရှိရင်ဒီမှာရန်ကုန်မှာထွက်ခါမြေအချိန်ပေါ့နော်9နာရီနဲ့45တက်9နာရီ45ပေါ့နော်သူအချိန်နဲ့တတ်မှတ်ထားပြီးသားပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီဘက်ကတတ်မှတ်မြေဆိုတာလေးကိုနှိပ်မယ်ပေါ့နော်ဒီကျွန်တော်အရာလေးပြောင်းလိုက်အောင်မယ်ပေါ့နော်ဒီတတ်မှတ်မြေဆိုတဲ့အရာလေးကိုကျွန်တော်တို့ကရွေးလိုက်မယ်ရွေးချက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကဆက်နှိပ်မယ် เนาะနေပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ offline ဆိုတာကိုကျွန်တော်တို့တစ်ချက်ထောက်လိုက်မယ်ထောက်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ပါเนาะကျွန်တော်တို့ရဲ့ဒီမှာပြန်တန်းချိန်နေဒီမှာဒီမှာပေါ့เนาะပြန်တန်းချိန်နေတနေ့30မိနစ် non stop ပေါ့เนาะဒီမှာရန်ကုန် to thai အမတရှိလေးပေါ့เนาะဒါက economic ဒီမှာစကောမတ်2025ပေါ်တော့ဒီကထွမဲ့အချိန်ကရန်ကုန်ကတက်နေပြီးတော့ထွမဲ့အချိန်က9:45မိနစ်ပေါ်တော့နောက်တစ်ခါဆိုင်ရောက်မဲ့အချိန်ကကြတော့စက်တနာရီ5ဒုတာရှိလေပေါ်တော့ဒီမှာခရီးဆောင်အိတ်ကကြတော့20 kg 20 kg ပေါ့နော်လက်ဆွဲအိတ်ဆိုရင် 7kg ရမယ်အစားအသောက်ဆိုရင် no include ဆိုတာကတော့ဒါအစားအသောက်ဟိုတော့မပြရဘူးဆိုတော့ဘိုင်းပေါ့နော်နောက်တစ်ခါကျတော့ဒီမှာကျွန်တော်တို့ကတတိပြုရံကိုဖတ်မယ်ဒီမှာ perfection ဆိုင်ရာမူဝါဒပေါ့နော်ဒီအချက်ကတော့အရေးကြီးပါတယ်ပေါ့နော်ပြန်အန်းငွေနဲ့တဲ့လက်မှတ်ပြောင်းလဲထောက်ယူခြင်းဆိုင်ရာစီမင်းစည်းကမ်းများဟာလေချောင်းလိုင်းတလိုင်းချင်းစီ e policy နဲ့စီမင်းမှာ မူတီပါသည်တဲ့နော်သူကတော့အဲ့လိုမျိုးရေးထားတယ်ဗောနော်โอเคအဲ့တော့ကျွန်တော်တို့ကဘယ်လိုမျိုးလုပ်မလဲဆိုတော့ဒါကိုကိုကလက်မှတ်ရွေးချင်မယ်ဆိုရင်ဒီလက်မှတ်ရွေးချွဲမယ်ဆိုတာလေးကိုနှိမ့်လိုက်ပါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အစင်းနှစ်အနေနဲ့ဗောနော်ဒီမှာဗောနော်ဒီမှာဗောနော်ကျွန်တော်တို့ဒီမှာ စတရံအရှင်လက်အာခရီးစဉ်အချင်းချုပ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဘောနော်ဒီမှာမာ office inquest ဖာမမီမီကိုရဲ့အရှင်လက်များကိုစင်ဖြစ်တယ်မှာ oa customer support တင်းကနေမကြမပြန်လဲဆက်သွယ်ပေးပါမြည်တဲ့နော်အဲ့တော့ကျွန်တော်တို့ကဘာကြည့်ရမလဲဆိုတော့ဒီမှာသူကအဆင့်တက်ချားမယ်အဆင့်နဲ့စစ်တရံအရှင်အလက်တွေအဆင့်၃မှာပြည့်မြောက်မှာဘောနော်အဲ့တော့ကျွန်တော်တို့ကဒီမှာ စစ်တပ်ရဲ့အချက်လက်မှာအမည်ကောင်းထက်စီသူရှိမယ်ကျွန်တော်ရဲ့ email ထည့်မယ်မိတ်ဆွေတို့ရဲ့ email ထည့်မယ်ပြီးတော့မိတ်ဆွေတို့ရဲ့ဖုန်းနံပါတ်ပေါ့နော်ပြီးလို့ရှိရင် our travel export စွာလေးကိုနှိပ်ရမယ်ပေါ့နော်ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ကျွန်တော်တို့ကဒီမှာဖုန်းစစ်လို့လည်းရတယ်လို့သူတို့ရဲ့ပေါ့နော်ဒါ messenger တွေမှာလည်းဒါ right မေးမြန်းလို့ရပါတယ်ဗျာ โอเคဒါကတော့ overway ထွားပဲမှာဘာเนาะဒါကျွန်တော်တို့ကိုတိုင်ဝယ်လို့ရတဲ့အချက်လက်တွေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျဒီဗီဒီယိုလေးကိုပြီးမြောက်ပြီးမြောက်တတိကြည့်ပြီးသွားပြီဆိုလို့ရှင်တော့ဒါမိတ်ဆွေတငယ်ချင်းတို့အနေနဲ့ဘာเนาะအော်လင်းလက်မှတ်ကိုကိုတိုင်ဒီ overway အကောက်ဖွင့်ပြီးတော့မှကိုတိုင်တခါတည်းနဲ့ဝယ်ယူသွားမယ်လို့ဝယ်ယူသွားတတ်လိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တက်ဆိုရင် like share subscribe လေးလုပ်ပေးပါအောင်ဗျနောက်ထပ်ဗီဒီယိုတွေကိုကြည့်ရှုဖို့အတွက်ကျွန်တော် YouTube channel လေးကို subscribe လေးလုပ်ပြီးတော့မှပေးနာက notify ပဲခံလောင်းလေးကိုနှိပ်သွားပေးဖို့လဲမမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျ bye bye